ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်မန္တလေးအမြင်လမ်းမှာဖြစ်ပွားခဲ့တဲ့နှစ်ရတာတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ကားတစ်စီးဟာ6ထဲပြုတ်ကျခဲ့ပြီးစစ်သား၈ယောက်သေဆုံးက16ယောက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးအမြင်လမ်းမှာမလ25ရက်နေ့နဲ့26ရက်နေ့နှစ်ရတာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအခုလိုမျိုးသေဆုံးဒဏ်ရာရရှိမှုတွေရှိခဲ့တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်။ ထမတပ်ပွဲဟာမလ25ရက်နေ့ည7:00နာရီကျော်အချိန်အမြန်လန်းအတိုင်းမောင်းနှင်လာခဲ့တဲ့စစ်ကောင်စီတပ်ရဲ့စစ်ကား2စီးကို PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒုတိယတိုက်ပွဲကတော့မလ26ရက်နေ့မနက်7:00နာရီကျော်အချိန်လောက်မှာရန်ကုန်မန္တလေးအမြန်လန်း128မိုင်၊မင်းရဲရေစခန်းနဲ့142မိုင်၊နေရည်တွင်ရေစခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးပြီး၄ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဘက်ကအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။